ကမ္ဘောဒီးယားအနေနဲ့ဒေသဆန်တော်ချိန်ညနေ6နာရီမှာလက်နက်ကြီးပစ်ခတ်မှုတွေရပ်တန့်ဖို့ထိုင်းအစိုးရကတရားဝင်သတိပေးချက်ထုတ်ပြန်ထားပေမဲ့အဲ့ဒီအချိန်ကျော်သွားတဲ့အထိကမ္ဘောဒီးယားဘက်ကလက်နက်ကြီးတွေမော်တာတွေနဲ့ပစ်ခတ်နေစေပဲလို့ ထိုင်းသတင်းမီဒီယာတွေမှာဖော်ပြကြပါတယ်။ဒေသစံတော်ချိန်နေ့လယ်၂နာရီခွဲမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲအတွင်းထိုင်းအစိုးရပြောခွင့်ရကအပြည့်ရသတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ကမ္ဘောဒီးယားနယ်စပ် trap ပြင်းနယ်အတွင်းကဒေသခံတွေကိုလည်းအရေးပေါ်ခိုလုံရေးနေရာကိုချက်ချင်းပြောင်းရွှေ့နေကြဖို့ဒေသစံတော်ချိန်ညနေ၆နာရီလောက်ကအမိန့်ထုတ်ထားပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာဒီဇင်ဘာ၈ရက်ဒီကနေ့မနေ့အစောပိုင်းကစလို့နှစ်ဖက်ပိုင်ဆိုင်မှုအငင်းပွားနေတဲ့နေရာဒေသတွေအပါအဝင်အပြန်အလှန်ပြစ်ခတ်မှုတွေအရှိန်မြင့်ဖြစ်ပေါ်နေတာပါ နှစ်ဖက်စလုံးကဘသူစပစ်တယ်ဆိုတဲ့အပေါ်မှာအပြန်အလှန်ဆွဆွဲမှုတွေလည်းရှိနေပါတယ်။ထိုင်းလေတပ်ကဒီကနေ့ F16 တိုက်လေရင်နဲ့ကမ်ဘောဒီးယားနိုင်ငံတွေက Preach Viha နဲ့ order min che khya in twe ma shi ni de sit phet ko kay thana ne let ne to long yong ni apa win sit phet san ya pye mat de ko tat khat khe chang thain sit tat ka pyo ba de a yi lo tat khat mu de de a yin ga scam center a phye a tong pyu khe bi a khu cambodia sit tat ga a tong pyu ni de lo yu sa ya de ne a sao on de khu le tat khat khan khe ya ba de ခုချိန်ထိထိုင်းဘက်ကစစ်သား2ဦးသေဆုံးသွားတာအပြင်တခြားတန်ရရသူတွေလည်းရှိတယ်လို့ပြောပါတယ်။ကမ္ဘောဒီးယားစစ်တပ်ပြောခွင့်ရကတော့ထိုင်းဘက်ကတိုက်ခိုက်မှုကြောင့်အရသာ4ဦးသေဆုံးကြောင်းပြောပါတယ်။ထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝဲလကူးကတော့သူတို့အနေနဲ့အကြမ်းဖက်မှုကိုမလိုလားပေမဲ့တိုင်းပြည်ကိုကာဝယ်ဖို့အတွက်စစ်တပ်ကအစင်းသင့်ရှိနေကြောင်းပြောပါတယ်။နှစ်ဖက်နယ်စပ်ဒေသမှာရှိတဲ့ပြည်သူတွေတောင်းနဲ့ချီပြီးဘေးကင်းရာကိုရှောင်တိတ်နေကြရပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။